ဖောက်ထွင်းမှုလုပ်ပြီးကျေးလက်အိမ်တစ်ခုကိုသွားရောက်ဘုံကိုရာကနေအချိန်စဝန်းထဲမှာပိတ်မိသွားခဲ့တဲ့မောင်နှမနှစ်ယောက်တရက်မှာတော့စားတောက်ဆိုင်တစ်ခုမှာမောင်နှမနှစ်ယောက်ဖြစ်တဲ့ဂျိုးဆက်နဲ့ဆန်တနီတို့ကတွေ့ဆုံခဲ့ကြပါတယ်သူတို့ကယင်းတုန်းကဖောက်ထွင်းမှုတစ်ခုကိုတူတူလုပ်ခဲ့ကြတာဖြစ်ပြီးတော့ဒေါ်လာ9တန်းတိရရှိခဲ့ကြကဂျိုးဆက်ကအိတ်ကြီးတစ်လုံးနဲ့ထည့်သည်လာခဲ့ပါတယ်သူတို့ကအနာဂတ်မှာဆက်လုပ်ဖို့အတွက်ဆွေးနွေးခဲ့ကြပြီးတော့ဇန်နနီကအကျွေးတွေပေးဖို့အတွက်နဲ့သူသမီးစတက်ကိုထောက်ပံ့ပေးဖို့အတွက်ပတ်စံလိုအပ်နေခဲ့ပါတယ် ဆန်ဒနီတယောက်သူသမီးလိုအပ်ချိန်မှာရှိမနေပေးနိုင်ခဲ့တဲ့အတွက်နောက်သားရနေခဲ့ကပြန်လည်ဖြည့်ဆည်းပေးခြင်းခဲ့ပါတယ်။ဒါမဲ့လည်းသူတို့ကဖမ်းမခံရဖို့အတွက်ပုံကိုရမှာပဲဖြစ်ပါတယ်။ဂျိုးဆက်ကနေရာကိုသိတယ်လို့ပြောခဲ့ပေမဲ့အဲ့ဒီချိန်မှာပဲပရင်းပေါအပြင်ဘက်ကနေရဲကားချက်ပေးတဲ့အကြားလိုက်ရတော့သူတို့နှစ်ယောက်ကထွက်ပြေးခဲ့ကြပါတယ်။တော်ရီမှာသူတို့ကဝက်စားလဲခဲ့ကြပြီးဝက်စားဟောင်းတွေကိုရှွန်းနုံတဲကိုပြစ်ချခဲ့ပါတယ်။သူသူငယ်ချင်းတယောက်ကဘယ်သူမှသိမ့်မသိတော့တဲ့ကျေးလက်ဒေသမှာရှိတဲ့အိမ်တလုံးမှာနေဖို့အခွင့်ပြုတဲ့အကြောင်းဂျိုးဆက်ကပြောခဲ့ပါတယ်။ မကြခင်မှာပဲသူတို့ကပြောင်းကင်းကိုရောက်လာခဲ့ကြပြီးဖြတ်သွားနေတော့မှာပဲတနက်တန်တွေကြားခဲ့ရပါတယ်သူတို့တွေအိမ်သားရောက်တော့အိမ်ရှိမှာကားတစ်စီးထိုးထားကလူသုံးယောက်ကပလင်းတွေကို ထောင်းကရိုင်ဖယ်နဲ့ပစ်နေတာကိုတွေ့လိုက်ရပြီးတော့အံ့ဩသွားခဲ့ကြပါတယ်စန္ဒနီတယောက်ပြဿနာကောင်တွေကိုရှင်းထုတ်ဖို့ကြိုးစားခဲ့ပေမဲ့လူဆိုးကောင်တွေကသူ့တနက်ကိုမကြောက်ခဲ့ပါဘူးဒါမဲ့လည်းတစ်ဖက်ကနေဂျိုးဆက်ထွက်လာတော့လူဆိုးကောင်တွေကလည်းထွက်သွားခဲ့ကြပါတယ်ဂျိုးဆက်ကစန္ဒနီကိုမြန်မြန်လှုပ်ဖို့ပြောပြီးတော့ဘာမှမရှိတဲ့အိမ်ထဲကိုဝင်သွားခဲ့ကြပါတယ် ရုတ်တရက်ဂျိုးဆက်ကနိုင်ကြီးတလုံးကိုသတိထားမိခဲ့ပြီးအိမ်ထဲကိုပတ်ကြည့်ကြကအပျက်စီးတွေကိုကြည့်ကသတိပြုနေခဲ့ပါတယ်။အဲဒီချိန်မှာပဲသူတို့ကရဲကားချက်ပေးတံကိုထတ်ကြားခဲ့ရပြီးစန္ဒနီကထွက်ပြေးဖို့ပြောခဲ့ပေမဲ့ဂျိုးဆက်ကမိဖို့ဆောင်တကားကိုညွှန်ပြပြီးတော့သူတို့ရှာနေတာအဲဒီခံဖြစ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကပထမထပ်ကနိုင်စီကိုပြေးသွားခဲ့ပြီးနိုင်လက်တံတွေကိုရှောက်လက်ပစ်ခဲ့တော့ဇန်နဒီကလည်းတခြားနိုင်တွေကိုလက်တံတွေလှည့်ပစ်ခဲ့ပါလေ။အဲဒီနောက်မှာတော့သူတို့ကအဘော်ဒတ်တက်ကမိဖို့ဆောင်တဲကိုဝင်ခဲ့ပြီးတော့တကားကိုပြန်ပိတ်ခဲ့ပါလေ လျက်စီးတွေလည်းလက်လာကမိုးချိတ်တန်တွေကြားခဲ့ရပြီးတော့ဂျိုးဇက်ကတော့မတ်စုတအုပ်ထုတ်လိုက်ပြီးသူညီမကိုခန်းထဲကရှီအောင်ဖုန်းတစ်လုံးမှာနံပါတ်နှိခိုင်းကဇကဝက်ကိုပြောခန်းပြီးတော့ဖုန်းချခန်းခဲ့ပါတယ်။သူတို့ကပြင်ပမှာသူတို့ကိုလိုက်ရှာနေတဲ့ရဲတွေရဲ့အတန်းကိုကြားခဲ့ရတော့ဇန်ဒနီကဖုန်းဆက်လိုက်ကဇကဝက်ပြောပြီးတော့ချက်ချင်းဖုန်းချပစ်ခဲ့ပါတယ်။ခဏကြာတော့မောင်တို့ကကြီးစိုးလာခဲ့ပြီးတော့ဂျိုးဇက်ကတကားဖွင့်ကအပြင်ပြန်ထွက်လာခဲ့ပါတယ်။အိမ်ထဲမှာဘသူမှရှိမနေတော့မနဲ့တိန်လုံးကလည်းတန်ရှင်းတက်ရနေခဲ့ကပစ္စည်းတွေကလည်းနေရာတကျရှိနေခဲ့ပါတယ်။ ။နိုင်လက်တန်တွေကတော့ထက်ရက်သွားခဲ့ပြီးညွှန်ကြားထားတဲ့အတိုင်းဂျိုးဆက်ကနိုင်ကိုအကန်းထဲမှာထားခဲ့ပါတယ်။စန်နနီကတော့နိုင်လက်တန်ရက်ထားရင်သူတို့ကလုံယုံနေဆိုတာကိုမယုံနိုင်ဖြစ်နေခဲ့ပေမဲ့ဂျိုးဆက်ကတော့သူတို့ကဒီမှာအနည်းဆုံး14ရက်ထိနေရမှာဖြစ်တဲ့ကြောင်းအသိပေးခဲ့ပါတယ်။ရေကက်တက်တာတွေမှာစားစရာသောက်စရာတွေပြည့်ရှိနေခဲ့ပြီးတော့အချိန်ဖြုန်းမှုအတွက်လည်းဇပွဲပေါ်မှာကက်ဆက်ခွေတွေအများကြီးရှိနေခဲ့ပါတယ်။ ပထမရက်မှာတော့သူတို့ကနားယူခဲ့ကြပြီးဂျိုးဆက်ကလမ်းလျှောက်ထွက်ကပတ်ကြည့်နေတော့မှာပဲဇန်နနီကရေချိုးပြီးတော့ဗီဒိုတွေကရှာတွေ့ထားတဲ့ဝတ်စုံဟောင်းတွေကိုဆန်းဝစ်ကြည့်နေခဲ့ပါတယ်ဒုတိယနေ့မှာတော့သူတို့ကညစာချက်ပြုတ်စားတော့ခဲ့ကြပြီးတော့အိမ်ရှိမှာထိုင်ပြီးတော့စကားပြောနေခဲ့ကြပါတယ်အဲ့ဒီနေ့မှာပဲသူတို့ကဝေစုခွဲခဲ့ကြပြီးဘယ်မှာသွားနေကဘယ်လိုမျိုးသုံးမယ်လို့စိတ်ကူးယဉ်နေခဲ့ကြပါတယ်ဇန်နနီတယောက်သူသမီးပုံကိုကြည်င်းနဲ့လွမ်းနေခဲ့ပေမဲ့မကြခင်မှာပဲသူတို့ကဘာမှပူပင်စရာမလိုတော့ဘဲနဲ့အတူတူနေရမှာဖြစ်ကြောင်းတွေးကကိုကိုကိုပြန်ပြီးနှစ်သိမ့်ခဲ့ပါတယ် တို့ကအိမ်ထဲမှာချိန်ထားတဲ့ဓာတ်ပုံတွေကိုကြီးခဲ့ကြပြီးတော့တနက်ပြစ်လေးကျင်ခဲကြပါတယ်။တို့နှစ်ယောက်ကစကုတ်တက်ထားတဲ့ rifle တွေကင်ကြပြီးတော့ကျွမ်းကျင်ဆဲဖြစ်ခဲ့ကြပါတယ်။ရပောင်းစတုံးရဲ့ကုံလုံးသွားခဲ့ပြီးတညနေမှာတော့ဇန်ဒနီကဒီအိမ်ထဲမှာတင်ထားတဲ့ပစ္စည်းတချို့ရဲ့တံမိုးကိုသူ့ကိုယ်ကိုတွက်ပြခဲ့ပါတယ်။ဥပမာအနေနဲ့ကျွဲပုံစံဂျိတ်ကဈေးကြီးမဲ့ပုံပေါ်ပြီးတော့အခုခေတ်လူတွေကတော့ဘာအတွက်အသုံးပြုမှန်းမသိခဲ့ကြပါဘူး။ရုတ်တရက်သူကသူတို့မောင်နှမနှစ်ယောက်ရဲ့ဆက်ဆံရေးအကြောင်းကိုပြောခဲ့ပြီးဂျိုးဆက်ကသူညီမကိုအရင်ကဂယူးမဆိုင်ခဲ့မိတဲ့အတွက်နောင်တရရနေခဲ့ပေမဲ့ ဇန်နနီကတော့သမီးလေးတယောက်ရှိတဲ့အတွက်သူ့ဘွားကအရန်ကြီးမဆိုးဘူးလို့ပဲတွေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျိုးဆက်ကသူညီမနဲ့တူမလေးအတွက်ဘာပဲလုပ်ရလုပ်ရလုပ်ပေးမယ်လို့ခရီးပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဇန်နနီကသူတို့ကိုပုန်းကိုစရာပေးတဲ့ဂျိုးဆက်ရဲ့မိန်းကလေးတငယ်ချင်းအကြောင်းကိုမေးခဲ့ပေမဲ့ဂျိုးဆက်ကသူ့တငယ်ချင်းကဘာလို့လဲဆိုတာကိုရှင်းမပြနိုင်ခဲ့ပါဘူး။သူတငယ်ချင်းကသူ့ကိုတနာတဲ့အတွက်မှတ်စုစာအုပ်လေးပဲပေးသွားတာဖြစ်ကြောင်းဂျိုးဆက်ကဝန်ခံခဲ့ပါတယ် ဒီနောက်မှာတော့ဆန်ဒနီတယောက်သူမိဘတွေကိုတတိယသွားခဲ့ပြီးမောင်နှမနှစ်ယောက်သားသူတို့အမေဆန်ဒနီယာတိခတ်ခဲ့တဲ့အချိန်တွေကြောင်းပြန်ပြောခဲ့ပေမဲ့ဆန်ဒနီမတ်မိတဲ့တခြင်းကကက်ဆက်ခွေတွေကနေကြားခဲ့ရပြီးတော့ခေါင်းစဉ်မမတ်မိတဲ့တခြင်းတစ်ပုဒ်ဖြစ်နေခဲ့ပါတယ်။ဆန်ဒနီတယောက်တခြင်းလိုက်ညိခဲ့ပြီးဂျိုးဆက်ကိုသူသမီးစီခေါ်သွားပေးဖို့တောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့အိမ်ပြန်ရမယ့်နေ့ကိုရောက်လာခဲ့ပြီးတော့ဂျိုးဆက်ကထုတ်ပိုးပြင်ပြီးမိုက်တွေကိုရှို့နေတော့မှပဲဆန်ဒနီကတန်ရှင်းရေးလုပ်နေခဲ့ပါတယ်။ တို့တွေကန်တကနာရောက်တဲ့အချိန်မှာတော့တကားကိုပြင်ချက်နဲ့ကတ်ရိုက်ထားပြီးတော့ပိတ်ထားတာကိုတွေ့ခဲ့ရပါတယ်။ပြင်ချက်တစ်ခုပေါ်မှာတော့အနားမှာရှိတဲ့စက်ယုံတစ်ခုကိုသွားခိုင်းတဲ့သကလုံးတွေကိုတွေ့ခဲ့ရပါတယ်။စန္ဒနီက ပေါက်ကွဲသွားခဲ့ပြီးစက်ယုံစီကိုပြေးသွားတော့ဂျိုးဆက်ကသူ့နောက်ကိုလိုက်ဖမ်းပြီးတော့စိတ်ငြိမ်ငြိမ်ထားဖို့ပြောခဲ့ပါတယ်။သူတို့ကအဲ့ဒီနေရာကိုပတ်ကြည့်ခဲ့ကြတော့မြောက်ခန်းထဲမှာချက်ချောင်းကထိုင်ကုန်တွေကိုတွေ့ခဲ့ပါတယ်။မကြခင်မှာပဲသူတို့ကဓမီအောင်အောက်ကလောက်တစ်ခုကိုတွေးခဲ့ရပြီးအိနာကတသားပြားပေါ်မှာလဲ သူတို့ကချိန်စကွန်းတစ်ခုထဲမှာပိတ်မိနေခဲ့ပြီဆိုတော့တတိပေးချက်ကိုသဘောပေါက်ကလက်လျှော့ဖို့ပြောထားတဲ့စာကိုတွေ့ခဲ့ရပါတယ်။ဇန်နနီကတော့စာထဲကအတိုင်းလုပ်ဖို့ညင်းကထွက်ပြေးသွားခဲ့ပါတယ်။သူကလွတ်မြောက်ဖို့အတွက်ဆရာထက်တန်နေခဲ့ပြီးတော့ခလန်းလန်းရောက်တဲ့အချိန်မှာပဲနေမကောင်းဖြစ်သွားခဲ့ပါတယ်။အဲနောက်သူကသွေးရန်ခဲ့ပြီးအိမ်ဝန်းထဲကနေထွက်ခွာလို့မရတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဂျိုးဆက်ကသူ့ကိုလုံခြုံအိမ်ထဲပြန်ခေါ်လာခဲ့ပြီးတော့ဇန်နနီကတတိဝင်လာခဲ့ပေမဲ့ဖြစ်ပျက်နေတာတွေကိုမယုံနိုင်ပဲဖြစ်နေခဲ့ပါတယ်။ သူကသူသမီးကိုတရိယာသွားခဲ့ပြီးတော့စိတ်သက်သာသွားကငိုနေခဲ့ပါတယ်။မြောက်ခန်းထဲကလူအလောင်းကသူတို့ကိုဒီမှာပုံကူဖို့အတွက်ခွင့်ပြုခဲ့တဲ့လူဖြစ်ကြောင်းဂျိုးဆက်တယောက်ရှင်းပြခဲ့ပါတယ်။သူကအင်ဂျင်ကိုမျိုးရိုးစင်ဆက်လက်ခံရရှိခဲ့တဲ့မိသားစုပိုင်းနိုင်ကြီးကြောင့်မှတ်မိခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတရားရုံးကသူတို့ကိုလာရှာမလားလို့မျှော်လင့်နေခဲ့ပေမဲ့လာတော့ကခြေရလက်ရမကြံအောင်လာခဲ့တဲ့အတွက်မျှော်လင့်ချက်မဲ့နေခဲ့ပါတယ်။ဂျိုးဆက်ကရွေးစရာမရှိခဲ့ပဲတတိပိစာအတိုင်းလက်မှတ်ထိုးလိုက်တော့ချက်ချင်းဆိုသူတို့ပဲမိကန်တက်တာတခုပေါ်လာခဲ့ပါတယ် သူကမဆုစာအုပ်ထဲကရေးထားတဲ့ကဏ္ဍတိုင်းမိကန်တက်တာကိုဖွင့်ခဲ့ပြီးအထဲမှာတော့တန်ဖက်ဆက်တစ်ခုရှိနေခဲ့ကတခုခုပြောရမယ်ဆိုတဲ့တတိပိစာကိုတွေ့ခဲ့တော့ဂျိုးဆက်ကတကားကိုပြန်ပေးခဲ့ပါတယ်။အဲနောက်သူကခိုင်းတဲ့အတိုင်းတန်ဖက်ဆက်ကိုဖွင့်ပြီးနားထောင်လိုက်ပြီးတော့ခဏကြာမှာတော့လူတစ်ယောက်ရဲ့အတန်ကိုကြားခဲ့ရပါတယ်။အဲဒီလူကဂျိုးဆက်တို့ကိုလေတော့အိမ်ထဲကိုရောက်လာဖို့ယူရခဲ့တာမဟုတ်တဲ့အကြောင်းနဲ့ပတ်စံတွေအကြောင်းပြောခဲ့ပြီးတော့ဇန်နနီကသူတို့ကိုထွက်သွားခင်ပေးရင်ဝေစုပေးမယ်လို့ပြောခဲ့ပေမဲ့အဲဒီလူကနှုတ်ဆက်နေခဲ့ပါတယ်။ ဂျိုးစကားတော့သိမကြခင်မှာပဲအဲ့လူနဲ့စကားထပ်ပြောရမယ်လို့ထင်နေခဲ့ပါတယ်။ဇန်နနီကသူ့ကိုလှုပ်တဲ့အချိန်ဘီကန်တစ်တာကိုဖွင့်ကပြန်ပေးလိုက်တော့အဲ့လူကဒီနေရာရဲ့စွမ်းရင်တွေညီမြအောင်ထိမ့်သိမ့်ဖို့အတွက်သူတို့တည်ရှိနေတဲ့ခြေရာလက်ရာတွေအကုန်လုံးကိုဖျောက်ပြစ်ပေးရမယ်လို့ပြောခဲ့ပါတယ်။ဒါမဲ့လည်းအဲ့လူကသူတို့စီကနေတခုခုလိုချင်တာမျိုးမဟုတ်ရင်သူတို့ကအဲ့လူကိုတက်ပြစ်ရမယ်ဆိုတာကိုဂျိုးစက်ကသဘောပေါက်သွားခဲ့ပါတယ်။ ဲ့ဒီလူကသူတို့ကိုတက်ရှင်လျက်ထွက်သွားကျင်တယ်ဆိုရင်တခုရဲသောဤကအိမ်ထဲမှာဆက်နေပြီးတော့မကြခင်မှာရောက်လာမဲ့လူတယောက်ကိုတပ်ပစ်ရမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။သူတို့ကသူ့ကိုမိရှုပ်ပြရမှာဖြစ်ပြီးတော့အဲ့ဒီလူကသူတို့ကိုပုံမှန်ချိန်ပြန်ရောက်အောင်ကူညီပေးမှာပဲဖြစ်ပါတယ်။ဂျိုးဆက်နဲ့ဆန်ဒနီတို့ကအိမ်ထဲကိုပြန်ဝင်ခဲ့ကြပြီးဆန်ဒနီကဗီရိုနဲ့ရေခဲတက်တာကိုလှက်ကြည့်ခဲ့ပါတယ်။သူတို့မှာစားစရာတောက်စရာတွေအပြည့်ရှိနေတဲ့အတွက်ဆန်ဒနီတယောက်အိမ်နားကပ်လာတဲ့သူတွေကိုလွတ်မသွားအောင်စောင့်ကြည့်ရင်းနဲ့နေဖို့စီစဉ်ခဲ့ပါတယ်။ ဇန်နဒီကဒီမှာပြိမိနေခဲ့ပေမဲ့လှုပ်ရှားရှိတာတွေလှုပ်ပြီးတော့ရောင်းအောင်ထွက်သွားမယ်လို့စိတ်ပန်းဖြစ်ထားခဲ့ပါတယ်။ဂျိုဇက်ကတော့ဇန်နဒီအရက်တောက်နေတော့နိုင်နဲ့အချိန်မှတ်ထားပြီးတော့တယောက်တစ်လက်ကြီးစောင့်ကြည့်ကြမယ်လို့အကြံပေးခဲ့ပါတယ်။သူတို့ကဝင်းထဲနဲ့ဒူလောင်ယုံထဲမှာလက်နက်တွေကိုနေရာတွေခွဲပြီးတော့ဖွက်ထားခဲ့ကြပါတယ်။ဂျိုဇက်ကင်းဆောင်နေတော့မှာပဲဇန်နဒီကတိန်လုံးကိုပတ်ကြည့်ခဲ့ပြီးတော့နိုင်ရန်ဘော်ကဓပုံဟောင်းတွေကိုတေချာစူးစမ်းခဲ့ပါတယ်။အဲဒီနောက်မှာတော့လှည့်ပြောင်းခဲ့ပြီးဇန်နဒီကကင်းဆောင်ခဲ့ပါတယ်။ တနင်္လာနေ့ကကြာသွားခဲ့ပေမဲ့သူတို့မောင်နှမနှစ်ယောက်ကအဆင်ပြေနေဆဲဖြစ်ပါတယ်။ရေခဲတက်တာထဲမှာလည်းစားတောက်တွေကပြည့်ဖြစ်နေတဲ့အတွက်သူတို့ကတက်တောင်တက်တာနေခဲ့ရပါတယ်။ဇန်နီကအိမ်ထဲမှာရှာတွေ့တဲ့သတင်းစာဟောင်းတွေမဂ္ဂဇင်းဟောင်းတွေကိုလိုက်ရှာဖတ်ရင်းနဲ့အတန်လွင်အစီအစဉ်ဟောင်းတွေကိုကြည့်ကကျွဲကောင်းချိတ်ကိုလေ့ကျင့်ရင်းနဲ့ညနေခင်းမှာတော့မိဖို့ခဲ့ပါတယ်။တင်းမှာတော့ဇန်နီတယောက်သူ့ကိုကိုတူလောင်ကန်းထဲမှာဓာတ်ပုံဘူးတစ်ခုကိုရှာတွေ့ခဲ့ပြီးနိုင်ငံပေါ်မှာချိတ်ထားတဲ့ပုံတွေကမူလအင်ရှင်တွေပုံမဟုတ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။ ဒီနေရာရဲ့သမိုင်းကြောင်းမှာ1955ခုနှစ်ကိုရီးယားစစ်ပွဲတုန်းကဘယ်ကမှမသိတဲ့လူတွေကဒီကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့တယောက်ယောက်နေတယ်ဆိုတဲ့အထောက်ထားတွေမတွေ့ရတော့ဘဲနဲ့အဲဒီနောက်မှာမှပုံတွေတဲကရေတဲ့ရာရှိတယောက်ကဒီအင်းကလေကားပေါ်ကနေပြုတ်ကျသွားတာတေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ဇန်နနီကတော့ပထမဆုံးအိမ်မှာနေခဲ့တဲ့သူတွေကအိမ်ကိုနီးပညာတွေသုံးပြီးတော့ပြင်ဆင်ထားခဲ့တာလို့ထင်နေခဲ့ပါတယ်။သူတို့ကအိမ်ထဲမှာလျှက်စစ်မီးစင်ကအပူပေးစက်တက်ပြီးတော့ TV တောင်ဆင်ခဲ့ကြပါသေးတယ်။ အကြောင်းတချို့ကြောင့်သူတို့ကဒီမှာအချိန်တစ်ခုကြာအောင်နေခဲ့ရပြီးတော့ဂျိုးဆက်တို့ကဝင်လာတဲ့အချိန်မှာပြိမိသွားခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့လည်းဒါကသူတို့မိခွန်းနေအတွက်အဖြေတော့မဟုတ်နေခဲ့ပါဘူး။ဂျိုးဆက်တယောက်ဒီမခံနိုင်ဖြစ်လာခဲ့ပြီးတော့ဆန်နန်နီကိုဒီကိစ္စတွေအကုန်လုံးကသူ့အပြစ်ဖြစ်တဲ့အကြောင်းယုံကြည်အောင်ပြောခဲ့ပါတယ်။သူကသူမိဘတွေကိုပါသူတို့ကိုဂျူးမဆိုင်ခဲ့တဲ့အတွက်အပြစ်တင်ကျင်လာခဲ့ပါတယ်။သူတို့တွေမျောလင့်ထားသလိုအင်ကိုတယောက်မှရောက်မလာတော့အင်ကိုမပြန်နိုင်တော့တဲ့အတွက်ဘာမှမတတ်နိုင်တော့ဘဲနဲ့ဒီမှာပဲတည်ဆုံရတော့မှာပဲဖြစ်ပါတယ်။ ဂျိုဇကာသူ့ကိုဆန်နနီကမယုံကြည်ဘဲထားသွားမယ်လို့ထင်နေတဲ့အတွက်သူတို့မောင်နှမနှစ်ယောက်ကစကားများရန်ဖြစ်ခဲ့ကြပေမဲ့ခဏကြာမှာတော့ဂျိုဇကာသူ့စိတ်သူပြန်ထိန်လိုက်ပြီးတော့ပြန်အဆင်ပြေသွားခဲ့ကြပါတယ်။သူတို့ကအောက်ထပ်ကိုဆင်းသွားခဲ့ကြပြီးဆန်နနီကတီဗီကြည့်နေတုန်းမှပဲဂျိုဇကာသူတို့နှစ်ယောက်ဆင်တူထိုးထားတဲ့တက်တူးကိုကြည့်နေတဲ့မိသားစုကိုတတိယနေခဲ့ပါတယ်။သူတို့ကဆက်ဆောင်နေခဲ့ကြပြီးတော့ဂျိုဇကာအတန်ပိုင်ရှင်နဲ့ထက်ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့အတန်ဖန်းဆက်ကတော့တိတ်ဆိတ်နေခဲ့ပါတယ်။သူကမတိကျမရေရာမှုကြောင့်ပြင်ပန်းနေပြီးဖြစ်တဲ့အတွက် နမိတ်တစ်ခုပြဖို့တောင်းဆိုခဲ့ပေမဲ့အတန်ဖန်းဆက်ကတော့တိတ်ဆိတ်နေမြဲဖြစ်ပါတယ်။တရက်မှာတော့ဒူးဆန်းတဲ့လူတစ်ယောက်ကလေကွင်းထဲကိုရောက်လာပြီးစန်နလီကိုမှန်ပြောင်းတဲ့လမ်းကြီးကအင်စီကိုလမ်းလျှောက်လာခဲ့ပြီးတနက်နဲ့ချိန်ခဲ့ပေမဲ့ဂျိုးဆက်ကသူ့ကိုမြင်လိုက်ပြီးစန်နလီကိုချိန်ပြီးတတိပေးလိုက်နိုင်ခဲ့ပါတယ်။ဂျီဇန်လည်းလွဲသွားခဲ့ပြီးတော့အဲလူကဂျိုးဆက်ကိုထပ်ပစ်ခဲ့ပေမဲ့ဂျိုးဆက်ကအိမ်ထဲကိုဝင်ပုန်းနိုင်ခဲ့ပါတယ်။သူတို့မောင်နှမနှစ်ယောက်ကအဲလူကိုမဲလိုက်ခဲ့ကြပေမဲ့အရှာမတွေ့ခဲ့ကြပါဘူး။ ဒီနောက်မှာတော့ဂျိုးဆက်ကအိမ်ပပတ်လေးကိုလိုက်ကြည့်ပြီးလေကွင်းနဲ့တနတ်တွေဖွင့်ထားတဲ့နေရာကိုသွားခဲ့ပါတယ်။လူစိမ်းကဂျိုးဆက်ကိုမြင်တော့လှမ်းပစ်ခဲ့ပေမဲ့ဂျိုးဆက်ကအိမ်ထဲကိုပြန်ဝင်လာတဲ့အချိန်မှာပဲလူစိမ်းကသူ့ကိုဖမ်းမိသွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဇန်နန်ဒီကအကွင်းမြင်တဲ့ကနေတချင်းတန်ကြားလိုက်ရပြီးသူတို့အမေဆိုခဲ့တဲ့တချင်းဖွင့်ထားတဲ့ကက်ဆက်နဲ့လူတစ်ယောက်ကိုမြင်ခဲ့ရပါတယ်။ဂျိုးဆက်တယောက်အဲ့လူရဲ့ခြေထောက်အောက်မှာလဲကျနေခဲ့တော့ဇန်နန်ဒီကအကွင်းမြင်ထဲကိုပြေးထွက်လာခဲ့ပါတယ်။သူတို့ကစကားများခဲ့ကြပြီးဇန်နန်ဒီကတန်ရာရသွားခဲ့ပါတယ်။ ဇန်နနီကအိမ်ထဲကိုပြန်ဝင်ကကာဘာယူခဲ့ပြီးတော့ဒဏ်ရာကိုပတ်တီးစည်းနေတုန်းမှာပဲဗီဒီယိုတကားကတော့ပြင်ချက်နဲ့ပိတ်ထားတာကိုတွေ့သွားခဲ့ပါတယ်ဒေါသရကြီးနဲ့သူကတကားကိုဖျက်ပစ်ဖို့ကြိုးစားခဲ့ပေမဲ့ပြင်ချက်ပေါ်မှာမဖြစ်စည်းဖို့တတိပေးချက်တခုပေါ်လာခဲ့ပါတယ်အဲဒီချိန်မှာပဲခန်းထဲမှာမိခင်တက်တာတလုံးပေါ်လာခဲ့ပြန်ပါတယ်ဂျိုးဆက်ကတော့ခြေချောင်းတကူထဲမှာတတိပြန်ရလာခဲ့ပါတယ်ဇန်နနီကမိခင်တက်တာကိုဖွင့်လိုက်ပြီးသူ့ကိုနဲ့ထွက်သွားခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်အတမ်းပန်ရှင်ကတော့တကားကိုဖြစ်စည်းလိုက်မယ်ဆိုရင်သူတို့နှစ်ယောက်လုံးတည်မယ်လို့တတိပေးခဲ့ပါတယ် ဲဒီချိန်မှာပဲဂျိုးဆက်ကပစ္စတိုကိုလမ်းယူနေတာကိုတွေ့သွားတဲ့ခေါင်းဆောင်တဲ့လူကဂျိုးဆက်ကိုထိုးချိန်ခဲ့ပါတယ်။အတမန်ရှင်ကဇန်ဒနီကိုရောက်လာတဲ့လူကိုထွက်မသွားစေနဲ့လို့ပြောလိုက်တော့ဇန်ဒနီကသူ့အမေရဲ့ဂီတအကြောင်းကိုပြောခဲ့ပေမဲ့ခေါင်းဆောင်တဲ့လူကသူ့အမေမဟုတ်တဲ့ကြောင်းအတမန်ရှင်ကပြန်ပြောခဲ့ပါတယ်။အဲဒီချိန်မှာပဲစကားမပြောနိုင်တဲ့ခေါင်းဆောင်တဲ့လူကဂျိုးဆက်ကိုစာရေးပြခဲ့ပြီးတော့အတမန်ရှင်နဲ့ဆက်သွယ်ကသူတို့မောင်နှမနှစ်ယောက်ကခိုင်းတဲ့အတိုင်းရောက်လာတဲ့သူကိုတတ်ပြစ်လိုက်ပြီလို့ပြောခိုင်းခဲ့ပါတယ်။ ဇန်နနီကတော့ရောက်လာတဲ့ခေါင်းဆောင်တဲ့လူအကြောင်းတည်တည်မြပြောဖို့ဖြားယောင်းခံနေရပါတယ်။အဲနောက်မှာတော့အတန်ပိုင်ရှင်ကသူတို့ကဇန်နနီအမိမဟုတ်ဘူးဆိုတာသိကြနေရတဲ့အကြောင်းရင်းကိုရှင်းပြမယ်လို့ဂရီပေးခဲ့ပြီးအတန်ကပြတ်တောက်သွားခဲ့ပါတယ်။ခြားကြောင်ထဲမှာတော့ခေါင်းဆောင်တဲ့လူကဂျိုးဆက်ကိုသူတည်သွားပြီလို့အတန်ဖန်းဆက်ကို ပြောပြီးတော့အတီးပြုတ်ခန်းခဲ့ပါတယ်။ဂျိုးဆက်ကတော့ခေါင်းဆောင်လူရဲ့အလောင်းကပြင်ပမှာရှိနေခဲ့ပြီးအတန်ပိုင်ရှင်ကဇန်နနီကိုဆက်သွယ်ပေးနိုင်မယ်ဆိုရင်သူတို့နှစ်ယောက်အတူတူသွားတယ်ပေးမယ်လို့ပြောခဲ့ပါတယ်။ အသံမှန်ရှင်ကလည်းဇန်နနီကိုပြောလိုက်ပြီးတော့ဇန်နနီကသူ့ကိုကိုကယ်ဖို့ထွက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲခေါင်းဆောင်တဲ့လူကဂျိုးဆက်ကိုသူ့မိသားစုကိုတတ်သွားခဲ့တဲ့လူကိုရှာဖွေနေတဲ့အကြောင်းစာရေးပြီးတော့ပြောပြခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဇန်နနီတယောက်ပြင်ဘက်ကနေအတန်ထွက်လိုက်ပြီးတော့ခေါင်းဆောင်တဲ့လူကအပြေးထွက်လာခဲ့ပါတယ်။ခေါင်းဆောင်လူကဇန်နနီကိုတနက်နဲ့ပြစ်ခတ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ဇန်နနီကအိမ်ထဲဝင်သွားတဲ့ခေါင်းဆောင်လူနောက်ကိုလိုက်သွားနေတော့မှပဲဂျိုးဆက်လည်းပစ္စတိုကိုယူနိုင်ခဲ့ပြီးတော့လွတ်မြောက်လာခဲ့ပါတယ်။ ဇန်နနီနဲ့ခေါင်းဆောင်တဲ့လူကတိုက်ခတ်ခဲ့ကြပြီးဇန်နနီကအသာစီးရကာခေါင်းဆောင်လူကိုမှောက်သိခဲ့ပါတယ်။နောက်ဆုံးမှာတော့ဇန်နနီတယောက်ခေါင်းဆောင်တဲ့လူရဲ့မျက်နှာဖုံးကိုဆွဲချွတ်လိုက်တဲ့အချိန်မှာပဲအရွယ်ရောက်နေပြီဖြစ်တဲ့သူသမီးစတမ်မန်တွေ့သွားခဲ့ပါတယ်။သူကကြက်တီတင်နေတုန်းမှာပဲဂျိုးဆက်ကအိမ်ထဲရောက်လာပြီးတော့စတမ်မန်မတီးဘဲနဲ့တနက်နဲ့ပြစ်လိုက်တော့ဇန်နနီကသူသမီးစာကြည်စံကိုဝန်ခံပေးခဲ့ပါတယ်။ဂျိုးဆက်ကလည်းသူညီမတည်ဆုံသွားတဲ့အတွက်ငိုကြွေးနေတုန်းမှာပဲစတက်ကမီးဖို့ဆောင်ထဲကိုဝင်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဂျိုးဆက်တယောက်အတန်ဖန်းစက်နဲ့အတန်ပန်းရှင်ကို ရောက်လာတဲ့လူထွက်သွားပြီဖြစ်တဲ့ကြောင်းပြောခဲ့ပါတယ်။သူကဆန္ဒနီကိုမြုပ်နှံခဲ့ပြီးတော့ညွန်ကြားထားတဲ့အတိုင်းတူလောင်ယုံထဲမှာစောင့်နေခဲ့ပါတယ်။ဒီနောက်မှာတော့သူကဘေကာမန်းမသိတဲ့နေရာတစ်ခုကိုပို့ဆောင်ခံခဲ့ရပြီးတော့အတန်ဖန်းဆက်ကအတန်ပိုင်ရှင်ရဲ့မိမတယောက်ရင်နဲ့တွေ့ဆုံခဲ့ရပါတယ်။သူတို့ကရောက်လာတဲ့လူကြောင်းမေးခဲ့ပေမဲ့ဂျိုးဆက်ကဘာမှမသိခဲ့ပါဘူး။သူတို့ကဂျိုးဆက်နဲ့ဆန်ဒနီတို့ကစီးမြင်းတွေကိုဖျောက်ဖြစ်တဲ့အတွက်တပ်ပြစ်ရမယ်လို့ပြောခဲ့ပြီးတော့ပိုကောင်းတဲ့ရလက်ကိုမျောလင်းခဲ့မိတဲ့အတွက်တောင်းပန်ခဲ့ပါတယ် ိုဆက်ကနောက်ဆုံးခွင့်ရတောင်းလိုက်တော့သူတို့ကသဘောတူခဲ့ပြီးတော့ပထမဆုံးရက်ကိုပြန်ပို့ခဲ့ပါတယ်။စားတော့ဆိုင်ကိုရောက်တဲ့အချိန်မှာတော့သူကဇန်နန်နီကိုအချိန်စဝန်းထဲမှာအချိန်ပေါင်းများစွာတဝဲလေလေဖြစ်နေခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ဇန်နန်နီရဲ့တေဆုံးမှုကိုတားဆီးနိုင်တဲ့အတွက်ဂျိုဆက်ကသူ့ကိုတက်ပြီးတော့ပစံကိုယူကာသူ့သမီးစီကိုပြန်သွားဖို့ဇန်နန်နီကိုပြောခဲ့ပါတယ်။ဒီနောက်မှာတော့ဇန်နန်နီတယောက်ဂျိုဆက်ကိုပြစ်လိုက်ပြီးတော့ရဲကားချက်ပေးတဲ့အန်နေကြောက်လာတဲ့အချိန်မှာပဲထွက်ပြေးသွားခဲ့ပါတယ်။ ဇလန်လေးကတော့ဒါပါပဲခင်ဗျအကြီးရှုပေးခဲ့တဲ့ပရိသတ်ကြီးတို့ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျ